ဝင်နေလာတဲ့3800နဲ့ပေါ့နော်အခုလိုမျိုးကုမ္ပဏီပိုင်ရှင်တယောက်ဘယ်လိုဖြစ်လာနိုင်ခဲ့တာလဲလို့ဒါမိတ်ဆွေများသူကလည်းစိတ်ဝင်စားကြတယ်ပေါ့နော်အဲသူတွေ့တိုင်းလည်းမေးကြတယ်ကျွန်တော်ပြောတိုင်းလည်းကျွန်တော်ရှင်းပြတိုင်းလည်းသူတို့တွေကတော်တော်လေးအံ့ဩကြရပေါ့နော်ဆိုတော့ဒီလိုပဲကျွန်တော်ဒီဟိုကကျွန်တော် page တွေရောကျွန်တော် account တွေရောလာပြီးတော့မေးကြတယ်ပေါ့နော်အဲဘယ်လိုကြိုးစားခဲ့တာလဲရှင်းပြပါဆိုတော့ကျွန်တော်တကယ်တော့အများကြီးရှင်းပြခဲ့ပါတယ်ဒီနေ့လည်းကျွန်တော်ထပ်ရှင်းပြအောင်မယ်ဘာလဲဆိုတော့ပေါ့နော်အဓိကကဖရက်တရားလောက်ပါနော်ဒါလူငယ်နဲ့ဘာသာရေးပေါ့ ဆိုဘာသာရေးလို့ပြောလိုက်ရင်လူတွေအများစုကပေါ့နော်ဓမ္မချစ်ခင် သူတော်စင်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေဒီကနေ့မှာတော့အားကြဖို့ကောင်းအတူယူဖို့ကောင်းပီတိဖြစ်เสียရအလွန်ကောင်းတဲ့ဘုသူတရယူเสียရတင်ကန်းစာရယူเสียကောင်းတဲ့ဗီဒီယိုပိုင်းလေးတက်ပိုင်းကိုဦးစင်းပြန်ပြီးတော့ညဝေပြေးသွားပါမယ် အခုဒီမှာမြင်တွေ့နေရတဲ့ဒီတခါရဲ့သူ့ရဲ့ပေသူ့ရဲ့အကောက်နာမည်ကတော့ဟန်သူလွင်ဖြစ်ပါတယ်အဲ့ဒီကနေတင်ထားတာလေးအရန်သဘောကြလို့ဦးစင်ကနေပြီးတော့ဦးစင်တို့အားလုံးသောဓမ္မချစ်ခင်သူတို့ဇင်များအတူယူနိုင်ဖို့အားကြဖို့ပီတိဖြစ်ဖို့အတွက်ပြန်ပြီးတော့ရှယ်ယာရင်လို့မြောက်ဝီ ပေးလိုက်ပါတယ်ဒီတကဟာဝန်တန်းလစာတသိန်း၈တောင်းရတဲ့ဘဝကနေပြီးတော့ကွန်မြူနတီပိုင်ရှင်ကြီးဖြစ်လာခဲ့တယ်ပေါ့အဲ့တော့ဘလို့အကြောင်းအရာတွေကနေပြီးတော့အဓိကထားပြီးတော့သူ့ကိုဒီလိုကွန်မြူနတီပိုင်ရှင်ဖြစ်လာစေခဲ့ တဲဆိုတဲ့အကြောင်းကိုဒါပြောပြမြောက်ဝေထားတာအမတမပီတိဖြစ်ဖို့ကောင်းပါတယ်အဲ့တော့သူပြောပြမြောက်ဝေထားတဲ့ဗီဒီယိုပိုင်လေးကိုဦးဇင်းတို့သိချလေကြည့်ကြည့်မယ်ကြည့်ပြီးတဲ့အခါမှာဒီဗီဒီယိုပိုင်နဲ့ဆက်ဆက်ပြီးတော့ဒါဦးဇင်းနောက်ပိုင်းမှာဓမ္မစကားတရားစကားအနည်းငယ်ပြောပြပေးပါမယ် ်ဝင်နေလာတာတသိန်း၈တောင်းနေပေါ့နော်အခုလိုမျိုးကုမ္ပဏီပိုင်ရှင်တယောက်ဘလို့ဖြစ်လာနိုင်ခဲ့တာလဲလို့ဒါမိတ်ဆွေများသူကလည်းစိတ်ဝင်စားကြတယ်ပေါ့နော်အဲသူတွေ့တိုင်းလည်းမေးကြတယ်ကျွန်တော်ပြောတိုင်းလည်းကျွန်တော်ရှင်းပြတိုင်းလည်းသူတို့တွေကတော်တော်လေးအံ့ဩကြတယ်ပေါ့နော်ဆိုတော့ဒီလိုပဲကျွန်တော်ဒီဟိုကကျွန်တော် page တွေရောကျွန်တော် account တွေရောလာပြီးတော့မေးကြတယ်ပေါ့နော်အဲဘယ်လိုကြိုးစားခဲ့တာလဲရှင်းပြပါဆိုတော့ကျွန်တော်တကယ်တော့အများကြီးရှင်းပြခဲ့ပါတယ်ဒီနေ့လည်းကျွန်တော်ထပ်ရှင်းပြအောင်မယ်ဘာလဲဆိုတော့ပေါ့နော်အဓိကကဖရက်တရားလောက်ပါနော်ဒါလူငယ်နဲ့ဘာသာရေးပေါ့ ့ဘာသာရေးလို့ပြောလိုက်ရင်လူတွေအများစုကပေါ့နော်အဲငါတို့ကနိဗ္ဗာန်ရောက်အောင်လေ့ကျင့်ရတော့မှလားပါလားတွေးထင်တယ်မဟုတ်ပါဘူးနော်ဆိုတော့ကျွန်တော်ဒီအသက်20နှစ်တိပေါ့နော်ကျွန်တော်ဗုဒ္ဓဘာသာဆိုတာကျွန်တော်ကမိဟုဖလာဗုဒ္ဓဘာသာပဲဖြစ်ခဲ့တယ်ဥပမာဆိုရင်ထားပါတော့ဖះသွားចောင်းတက်တယ်ဆိုတာကဒါကမိဘသွားခိုင်းလို့ဘာသာရေးတစ်ခုရဲ့ကြောင့်ကျွန်တော်ဖះသွားចောင်းတက်လုပ်တယ်ပေါ့နော်အဲဒီဥပုံနဲ့မှဥပုံစောင့်နေဆိုတဲ့အတိလေးပဲရှိခဲ့တယ်ဟုတ်တယ်မလားတရားနာရဲဆိုတာလေဒါလူကြီးတွေမှနားမယ်တရားလို့ထင်ခဲ့တယ်ဒါပေမဲ့အသက်20 တနှစ်ကျော်မှကျွန်တော်ကအကူတယောက်ရဲ့ကျေးဇူးကြောင့်တီးခဲ့တာပေါ့နော်ဆိုတော့သူကအဲ့ကျွန်တော်20တနှစ်လောက်အချိန်မှာသူကဒီဆရာတော်ဒီဟာအဆရာတော်ဥက္ကောတနာဒီတရားတွေသူကဘေးမှာပေါ့နော်စပီကာလေးနဲ့ဖွင့်မင်ထားတယ်အဲ့မှာကျွန်တော်ကအတန်လေးကြားမိလိုက်တဲ့အချိန်မှာပေါ့နော်တရားမဟုတ်တဲ့ကြောင့်ခဏခဏကြားနေရတော့ကျွန်တော်ကအဲစိတ်ဝင်စားသွားတယ်ပေါ့နော် ဟာအဲကျွန်တော်အရင်တော့သိခဲ့တရားရေးဆိုတာဒီမှာဒီနေပံရောင်ကြောင်းတရားရေးပဲကျွန်တော်နားခဲ့တာများတယ်အဲအဲ့တော့ကလည်းကိုကလည်းဉာဏ်စင်မရှိတော့ဒါတွေကလူကြီးတွေမှနားလည်တဲ့တရားရေးလို့ထင်တာပေါ့နော်ဒါပေမဲ့အဲ့ဒီဆရာတော်ဥက္ကဋ္ဌလည်းဟောတဲ့တရားရေးကြကျွန်တော်ဘာကြီးကြားမိလဲဆိုတော့ပေါ့အဲဒီပေါ့ဒီလူမှုရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေစီးပွားရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနည်းပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနိုင်ငံရေးစီးပွားရေးလူမှုရေးအဆုံပဲအဆုံပဲ ဆိုကျွန်တော် surprise ဖြစ်သွားပါတော့နော်ဒါကငါတို့ဘုဒ္ဓဘာသာရှိရလားပါတော့အသက်21နှစ်ကျော်မှကျွန်တော်တီးခဲ့ရဆိုပြီးတော့ကျွန်တော်အဲ့ကစပြီးစိတ်ဝင်စားသွားပြီးတော့ဆရာတော်ဥက္ကဋ္ဌနာတရားမှန်တယ်များကျွန်တော်အကုန်နာတယ်နာတော့ကြတော့အဲဘာနော်ဒါကိုကိုကလည်းခုမှတရားစနာကစားဆိုတော်တော်လေးသဘောတွေ့တယ်အဲနောက်တစ်ခုကတရားစနာတဲ့သူတွေအရင်အဆင်ပြေတယ် အဲဘောင်းတော်ဘောနော်အာကျွန်တော်ခုနကစူးစမ်းမဲ့အကြောင်းနေသိမလားအဲလူငယ်တယောက်ကဘယ်လိုစူးစမ်းတင်လဲဆိုတဲ့အကြောင်းနေကြီးပွားရေးအကြောင်းနေအားလုံးကျွန်တော်ကနာခဲ့ရတယ်အဲ့ကနေပြီးတော့မှကျွန်တော်ကတစင်တစင်ဘောနော်အာဒီမှာဒီဒေဟုဆရာတော်ဖရာတို့အမနာပဒာကြီးတို့တစ္ဆာရွှေစီတို့အစုံပဲကျွန်တော်ဆရာတော်ဖရာတော်တော်များများကိုနာမိလိုက်တဲ့အချိန်မှာဘာဖြစ်သိခဲ့ရလဲဆိုတော့အော်ငါတို့ကြီးပွားအကြောင်းဘောနော်အောင်မြင်အကြောင်းတရားတွေကဒီဗုဒ္ဓဘာသာမှာရှိနေပြီးသားဆိုကျွန်တော်တော့တွတ်တွေ့တယ်ဘောနော်နောက်တစ်ခုက ပိုမိုက်တာကောသူမစိတ်အကြောင်းနေအများကြီးသိခဲ့တယ်ဘသူစိတ်အကြောင်းလဲဆိုကိုယ်စိတ်အကြောင်းကိုသိခဲ့ရတယ်ဒီချိန်မှငါဘာလို့ဒီစိတ်ဖြစ်နေရလဲဒီချိန်မှငါစိတ်တွေဘာဖြစ်နေရဆိုတဲ့အကြောင်းနေအများစုကိုကျွန်တော်သိခဲ့ရတယ်အဲ့လိုသိခဲ့ရတဲ့အချိန်မှာအာကျွန်တော်တော်တော်လေးပျော်သွားတယ်ဗောနော် အရင်တော့ကျွန်တော်22နှစ်မတိုင်ခင်ကတော့စိတ်ညစ်တာတွေအများကြီးကြုံခဲ့ရတယ်အများကြီးကြုံတိုင်းလဲကျွန်တော်ကဘောနော်ဘာလို့ဖြည့်သိမ့်လို့ဖြည့်သိမ့်ရမှမသိဘူးဘောနော်ပြီးရကိုကအရင်မတော့တဲ့လူဆိုပူဆိုးတယ်နော်အရင်မတော့တဲ့လူဆိုဒီလိုမျိုးပါကိုကဒီအရင်မကြိုက်လို့ဘောနော်အဲဆိုအရင်မကြိုက်အရင်မတော့တဲ့ဘူးစိတ်လေးလည်းမတော့တဲ့တော့စိတ်ညင်ဘာလို့မှမသိဘူးဆိုအဲ့လိုမျိုးတော်တဲ့ခံရတဲ့အချိန်မှာဒီဒီတရားတွေနားပြီးတဲ့အချိန်မှာစိတ်တွေကိုဖြည့်သိမ့်တက်လာတယ် အဲ့ဒီမှာကျွန်တော်ဗောနော်အယူမှန်းလာပြောရမှာဗောနော်အာအတော်တင့်ကိစ္စတွေပြဿနာတွေကိုကျွန်တော်ကဘာလို့မြင်လာလဲဆိုတော့အာဒါတွေကဘာမှမဟုတ်ဘူးဆိုတော့တိလာတယ်အဲ့ကြတိတ်မခံစားမိတော့ဘူးဗောနော်အဲ့ကြဘာတွေကောင်းလာလဲဆိုတော့အကျိုးရလက်တွေရလာတယ်အကောပဝင်းကြီးကိုအကောင်းမြင်တတ်လာတယ်အဲနောက်ပြီးကိုကိုတိုင်းပဲပေါ့နော်ဒီအချိန်လေးကိုအလဟဒသုံးမိနေရလဲမြင်လာတယ်နောက်တစ်ခုဒါတွေကိုအချိန်လေးကိုဘလို့အသုံးချရမလဲဆိုတာတွေကိုလည်းဗုဒ္ဓတရားတော်တဲ့အညီကိုကအားလုံးကိုကျွန်တော်လိုက်နာနိုင်ခဲ့တယ် အဲ့အချိန်မှာပဲကျွန်တော်ကဗောနောစတင်ပြီးလူကပြောင်းလဲလာတဲ့အတွေးခေါ်တွေအယူဆတွေအရင်တုန်းကတခုခုဆိုရင်ဗောနောအာဒီဘလို့အလိုမကျတာတွေအများများတယ်နောက်တစ်ခုကပြဿနာတွေပဲအများရဲ့ကိုဖန်တီးမိနေတတ်တယ်နောက်တစ်ခုကဘာပဲလို့လို့ဗောနောကိုကဘာမှမတည်ဘူးဆိုတဲ့နေရာကြီးဖြစ်နေအဲ့တရားနေနေပြီးတဲ့အချိန်မှာလုံးဝချင်းချင်းကြီးဖြစ်သွားတာနော်ဆိုတော့အဲ့မှာကျွန်တော်ဆရာဥက္ကဋ္ဌလားလေးနားတယ်အခုနပြောခဲ့သလိုဗောနောအာဒီမှာအများကြီးပဲအများကြီးပဲအများကြီးပဲနားတဲ့အခါမှာအတိကရတာမလို့ကျွန်တော်ဒီကနေလူငယ်တွေပြောချင်တာလေကိုတကယ်အောင်မြင်နေလား တရားတော့တရားမြတ်မြတ်နာနော်စိတ်ညင်တရားနာတရားနာတရားနာတရားပဲနာတဲ့အခါကျရင်သူကတိလာလိမ့်မယ်သူတရားတွေမှာဟိုဒီဒီဝိရိယအကြောင်းတွေလုံလဝိရိယအကြောင်းတွေဒီမှာတမာတိအကြောင်းတွေအများကြီးပါတယ်ဒါပြောတော့ကိုကအများစုကကြတော့အာဒီဝိရိယရှိတယ်ဒါပေမဲ့ဘလို့ဝိရိယထားမှမသိဘူးဗောနော်အပြည့်အခါစိတ်ညစ်တယ်ဒီစိတ်ကိုဘလို့ဖျက်မှမသိဘူးဆိုတဲ့အကြောင်းကြတယ်အများကြီးပါလာတယ်ပြောချင်တာကွာအဲ့လိုအစုံပါလာတဲ့အခါမှာကျွန်တော်တော်တော်လေးပျော်သွားတယ် ဆိုအဲ့ရစာပြီးကျွန်တော်ကြောင်းလဲလာခဲ့တယ်ကြောင်းလဲလာခဲ့တယ်အခုဆိုရင်ကျွန်တော်ကကုမ္ပဏီအဲဒီထောင်နိုင်ခဲ့တယ်ပေါ့နော်အဲဒီကုမ္ပဏီဒီထောင်နိုင်ခဲ့ပြီးတော့ဝန်ထမ်းပေါင်းယာချီပေါ့နော်200ကျော်ကိုကျွန်တော်လာစာပေးထားနိုင်ခဲ့တယ်ဆိုတော့ဒါကအမတ်ပက်ကြည့်လိုက်ရင်ပုံမြင်တပုတ်လိုပဲဒဏ္ဍာရီတပုတ်လိုပဲပေါ့နော်အဲမဖြစ်နိုင်တဲ့စကားလုံးပြောနေသလိုပဲဒါပေမဲ့ဒါကလက်တွေဖြစ်ခဲ့တာပါအဲ့အဲ့တော့ဗောနောကျွန်တော်တယောက်တည်းပဲဒီလိုဖြစ်ခဲ့ရလားဆိုတော့ကျွန်တော်လိုက်လစ်လာကြည့်တဲ့အခါမှာမဟုတ်ပါဘူးเนาะဆိုတော့အများစုတစ်ထည့်ကျွန်တော်တွေ့ဘူးတယ်ជីជីတက်ချမ်းသာတစ်ထည့်တွေ့ဘူးတယ် ဖျားတရအရန်လုတ်တယ်နော်ဆိုတော့သူတို့ကြည်လိုက်ရင်အလုတ်တွေအများကြီးလုံနိုင်တယ်ဗောနော်ဆိုတော့အဲ့မှာကျွန်တော်တွေ့ခဲ့တယ်ဟောလို့မိုက်လိုက်လာဗောနော်ဒါကျွန်တော်အဆင်ဆိုဘာမှမဟုတ်ဘူးအောက်ခြေအဆင်ပဲရှိသေးတယ်ကျွန်တော်ကဆိုတော့အဲ့မှာကျွန်တော်က ပူတိလာအချိန်မှာကျွန်တော်ဒီတရားတွေပို့ပြီးနာပြလာတယ်အခုဒီနာတော့မယ်ကျွန်တော်ကရေချိုးကန်ကြီးလက်တရားနာတယ်အဲဒီထမင်းစားနေချိန်လဲဘေးမှာတရားလေးဖွင့်နာတယ်တခါကျရင်အိမ်မညာအိတ်ခန်းကြီးလက်တရားနာတယ်ဘောနော်နောက်ပိုင်းခုနောက်ပိုင်းပူကောင်းလာတစ်တော့တယ်ရှိရေဘောနော်ကိုကတနားနေ့နေ့ချိန်မပေးနိုင်ဘူးဆိုတော့50မိနစ်နာလို့ရတရားတွေအများကြီးပဲအဓိကစိတ်ကိုငြင်းချမ်းနေအေးချမ်းနေပျော်ရွှင်လာတယ်ကိုဘာလို့မလဲဘာမလို့လဲတိလာတယ်ဘသူ့ကိုဘလို့ဆက်ဆံမလဲတိလာတယ်နော်ဒီ motivation တွေဟာအော်တိုရတာ တော့အော်တိုရတာဖန်နီးနေတယ်မလို့ဆိုတော့အဲ့မှာကျွန်တော်ဘာလဲသိလားဆိုတော့ဩဒီအရရတော်တော်ကြီးအသုံးဝင်ပါလားဆိုတော့ကျွန်တော်တည်ပြီးတော့အဲ့မှာပဲကျွန်တော်ကထေရဝါဒဗုဒ္ဓဘာသာတရားဖြစ်ခဲ့ရပါတယ်နော်နိဗ္ဗာန်ရောက်ဖို့ဆိုတာအဝေးကြီးပါကျွန်တော်တွေနော်အဲဘောင်းတော်ဒီအောက်ချီရီမှန်းချက်တည်းအရင်ပြည့်အောင်ဖြည့်ရမယ်အဲဗုဒ္ဓဟောတဲ့ခဲ့တာကဒီဒီဘယ်လိုပြောမလဲလောကီလောကုတ္တရာပေါ့အရင်ဆုံးလောကီမှာကျွန်တော်နေတယ်လောကီဆိုတာကျွန်တော်လက်ရှိကျင့်လဲနေတဲ့လူ့ဘဝမှာကျွန်တော်တို့ကအောင်မြင်အကြောင်းတည်းလည်းရှိတယ် ဒါကိုစိတ်ဝင်စားရဆိုရင်အကိုကမဟုတ်ဘူးအာကိုကကိုယ့်ရဲ့ဉာဏ်စဉ်အရာကိုကလောကီကိုကြော်ပြီးလောကုတ္တရာလေ့လာမယ်ဆိုလေရတယ်ပြောချင်တာကအများစုထင်တာကလောကုတ္တရာဆိုတဲ့ဒီနိဗ္ဗာန်ရောက်ချောင်းတရားတခုလည်းမဟုတ်ဘူးနော်အာမြတ်တော်ဘုရားကအကုန်ချပေးခဲ့ပါတယ်နော်ဆိုတော့အဲကြောင့်မလို့ကျွန်တော်ကတော့ယုံကြည်100%လीဘာလို့ဆိုတော့ကျွန်တော်ကထေရဝါဒဗုဒ္ဓဘာသာစစ်စစ်တရားဖြစ်လို့ပါနော်ကြော်ဒီဘာသာရေးနဲ့ပတ်သက်ရင်လည်းကျွန်တော်ကတော်တော်လေးလုပ်တယ်ဗောနော်ဒါကိုယ့်ကိုသိတယ်လာပြီးဆွေးနွေးလို့ရတယ်မေးမြန်းလို့ရတယ်ဗောနော်အဲ့လောက်အဆင့်ထိကျွန်တော်ကလစ်လာထားတယ်ဗောနော်ဆိုတော့အဲ့ဒါကြောင့်မလို့ မောင်တော်ဘာဖြစ်ဖြစ်ကိုကအောင်မြင်နေတယ်ကြီးပွားခြင်းနဲ့တိုးတက်ခြင်းနဲ့ဆိုရင်အဲ့ဘာသာတရားကိုလစ်လာကြည့်ပါနော်အကူလူငယ်ပြီပြီပေါ့ကွာကိုဒီ27လောက်ကလည်းဘာရှိလဲဆိုတော့အာစပြီးတော့ဒီဘာသာတရားလုပ်မယ်ဆိုတော့ငါကိုယ်စိတ်ထဲမှာတွေးတာပေါ့နော်အဲ့လိုပဲညီငယ်တို့ခုမေးသလိုပေါ့ဘာသာတရားဘာလဲညာလဲကံကိုရောမလားအဲ့ဆိုမကောင်းတာလုပ်တဲ့လုပ်ပြီးတော့တိုးတက်နေလို့လူဘာလို့မလဲအဆုံပေါ့အဆုံပေါ့အဆုံပေါ့မပူနဲ့အဲ့ဘာသာတရားထဲမှာကျွန်တော်တို့ဒီဗုဒ္ဓဘာသာရဲ့ဒီဗုဒ္ဓတရားတော်တွေမှာအဲ့ဖြည့်ရှင်းချက်တွေအကုန်ရှိတယ် မကောင်းတဲ့လူတွေလူကဘာကြောင့်ကြီးပွားရလဲကောင်းတဲ့လူတွေလူကဘာကြောင့်မကြီးပွားရလဲအဲ့လိုဘောနော်တန်တရားတန်တရားတန်တရားစိတ်တွေကအများကြီးပျောက်သွားရောအဲနောက်တစ်ခုကအကောင်းမြင်တက်လာတယ်နော်ဆိုတော့အဲ့လိုလေးလေးကျင့်ပါလို့ကျွန်တော်တွေကပြောချင်းလိုက်ပါတယ်ကျွန်တော်လုံးဝအာမခံမှာတရားတော်အဲ့လိုစနစ်တကျနာစနစ်တကျလေးကျင့်ကိုလိုက်လှုပ်ဆောင်မှုလို့လိုတာပေါ့ ဗုဒ္ဓဆိုတာနီးလည်းမပေးရလीလှုပ်ဆောင်မှာကိုလှုပ်ဆောင်မှာဟုတ်เนาะအဲခုနပြောလို့ပေါ့ဒီဒီကာရာရွတ်အောင်ねကြီးွားတာတော့မရှိဘူးပေါ့เนาะအဲကြတော့ဘာလို့မလဲဆိုတော့အဲကိုကအဲ့ဒီကာရာဘောင်းဆိုလိုတာလဲဥပမာဆိုရင်ဒါမြစ်တာတုံးမှာပါရလीเนาะအဲဘောင်းဆိုလူတိုင်းကမြစ်တာထားရမယ်ဒီညီကိုမတော်မလို့ဆက်ဆံရမယ်မိသားစုလိုထားရမယ်ကုညီတဲ့ခါလဲဒါဘလူကုညီမှာဆိုပုံစံဒီလာတယ်လीဆိုတော့အဲ့လိုကြတော့ဒါကာရာရွတ်အောင်ねမဟုတ်လीအဲ့ဒါကိုလည်းရွတ်လဲရွတ်မယ်ကိုလည်းအဲ့လိုစိတ်ထားရမယ်ဆိုတော့ပုံစံလေးတွေပေါ့เนาะဆိုတော့အဲ့လိုမျိုးလေးတွေကျွန်တော်ပြောခြင်းပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်လို့ ကဲအခုလိုပြောပြပေးတဲ့ကိုဟန်တူလွင်ကိုဒါဥစဉ်ကနေပြီးတော့တာတုခေါ်ပါတယ်တာတုတာတုတာတုဒါအမတမတည်တင်တည်ထိုက်တဲ့ဒါကောင်းတဲ့စကားတွေပါပဲဥစဉ်တို့ဗုဒ္ဓတရားတော်နဲ့ပတ်သက်လို့ရှင်တချို့လူများပြောကြတာလေဥစဉ်တို့ခဏခဏကြားဘူးပါတယ်တရားတွေပဲနာနေရင် ောထွက်ရတော့မှာဗောနိဗ္ဗာန်လေးရောက်ကုန်တော့မှာဗောဒီလိုပြောကြတယ်ဗုဒ္ဓတရားတော်ဟာနိဗ္ဗာန်ရောက်ဖို့အတွက်တရားတွေအရန်နာနေပြီဆိုရင်ဘုံကြီးဝေဖို့အတွက်နိဗ္ဗာန်ရောက်ဖို့အတွက်ပဲလို့တချို့ကဒီလိုဘုသူတ္တနဲတော့ဗောဒီလိုထင်ကြတယ်ဗောတကယ်တော့ဥစဉ်တို့မြတ်စွာဘုရားဟာ ဗုဒ္ဓလောကေသမုပ္ပန်နောဟိတာယတပပါဏိနံဆိုတဲ့အတိုင်းပေါ့လောကီလောကုတ္တရာနဖျာတော့အကျိုးစီးပွားအတွက်ပွင့်လာတဲ့ဘုရားပါအဲ့တော့လောကီជីវਾਂចောင်းချမ်းသာចောင်းတိုးတက်ចောင်းလောကုတ္တရာជីវਾਂချမ်းသာတိုးတက်ចောင်းဒါတရားဓမ္မတွေကိုဟောဖို့ညွှန်ပြဆူဆုံးမှခဲ့တာဖြစ်ပါတယ် ဘူတုဒ္ဒနေတော့တချို့လူတွေကဘုရားဟောတရားဆိုရင်ဒါနိဗ္ဗာန်ရောက်ကြောင်းပဲဒီလိုပဲထင်ကြတယ်ပေါ့မြတ်စွာဘုရားဟောထားတာသာသမီကျင့်ဝတ်မိဘကျင့်ဝတ်ဆရာကျင့်ဝတ်တပည့်ကျင့်ဝတ်စတာစတာတွေဟာဒါဟာလူမှုရေးဒါကျင့်ဝတ်တွေဟာဒါကြည်ဝါချမ်းသာကြောင်းတွေပဲနေရထိုင်ရေးလောကမှာနေထိုင်တက်ပြောဆိုတက်အောင်ဘယ်လိုနေထိုင်ရမလဲဘယ်လိုပြောဆိုရမလဲ စီဝါရေးတွေအောင်မြင်အောင်ဘယ်လိုလုပ်ရမလဲဒါတွေမြတ်စွာဘုရားဒါဟောကြားခဲ့ပြီးသားပါအခုဒီမှာဒီတကပြောသွားတဲ့အထဲမှာဒါတွေပါတယ်ပေါ့အဲ့တော့သူ့ရဲ့ဘဝဒီလိုတိုးတက်ပြောင်းလဲလာတာဟာဒါတရားနာခြင်းကစခဲ့တယ်လို့ဒီလိုပြောရင်မမားပါဘူးအဲ့တော့တရားနာခြင်းနဲ့ပတ်သက်ပြီးတော့ ူဇင်းတို့ဓမ္မကျင့်တူတော်စင်များကြားပူကြလိမ့်မယ်38ဖြာမင်္ဂလာဆိုတဲ့ဒီတရားတော်ထဲမှာပေါ့ကာလီနဓမ္မတာဝနံဣတံမင်္ဂလာမုဒ္ဓမံအခအားလျော်စွာတရားဓမ္မကိုနာကြားခြင်းသည်မင်္ဂလာတပါတဲ့မင်္ဂလာတရား38ပါရှိတယ်နော်ဒါပေမဲ့တရားနာခြင်းသည်ဒါတပါပဲရှိသေးတယ် ကာလီနဓမ္မတာဝနံဧတံမင်္ဂလမုတ်တမံတရားတော်ကိုအခါအားလျော်စွာနာယူမှတ်သားခြင်းသည်မင်္ဂလာတရားတဲ့အဲ့တော့မင်္ဂလာဆိုတာဘာကိုပြောတာလဲမင်္ဂလာဆိုတာမင်္ဂလံတိအဋ္ဌိကာရဏံဘုဒ္ဓိကာရဏံတပ္ပတံပတ္တိကာရဏံတဲ့မင်္ဂလာဆိုတာအဋ္ဌိကာရဏံအာနာတကုတိုးတက်ခြင်းအကြောင်း ဟုတ်ဒီကာရဏံជីវတုတက်ခြင်းရဲ့အကြောင်းတပ္ပတံပတ္တိကာရဏံအလုံးစုံသောစီးစိမ်ချမ်းသာတွင်နေပြည့်စုံခြင်းရဲ့အကြောင်းအဲ့တော့နားလဲလွယ်အောင်လူရင်းတူရှင်ပြောတဲ့ခါကြတော့တရားနာကြခြင်းသည်အနာတကုတုတက်ခြင်း အကြောင်းជីវချမ်းသာခြင်းအကြောင်းလောကီလောကုတ္တရာကောင်းကျိုးချမ်းသာတွင်နေဒါပြည့်စုံခြင်းအကြောင်းဖြစ်တယ်ဗောအဲ့တော့အနာတကုတွေတုတက်ခြင်းနေ ဤဝါချမ်းသာခြင်းလည်းအလုံးစုံသော စီစဉ်ဥစ္စာတွေနဲ့ပြည့်စုံခြင်းလည်းဆိုရင်ဒါ38ပြာမင်္ဂလာတရားတွေက တပါးဖြစ်တဲ့ဒါတရားနာခြင်းကလည်းပဲဒါကြည်ဝါကြောင့်တိုးတက်ကြောင်းအာနာတကုတိုးတက်ကြောင်းလောကီလောကုတ္တရာကြည်ဝါချမ်းသာမှုတွေနဲ့ဒါပြည့်စုံကြောင်းဖြစ်တယ်ဗောအဲ့တော့ တရားနာယုံနဲ့ရမလားဗျာကြင့်အောင်မှရမှာဗောလို့တချို့ကပြောကောင်းပြောလိုက်မယ်ဒါတချို့ကလည်းကတ်ပြီးတော့ပြောတကြတယ်ဗောတကယ်တော့တရားနာရင်နဲ့နာရင်နိုင်ရင်နဲ့အဲ့ဒီဟောတဲ့တရားရေးသားတဲ့တရားတွေထဲမှာပဲဒါကြင့်ဖို့ကပြောလာတဲ့အတွက်ကြောင့်မို့လို့နာရင်နဲ့ကြင့်ဖြစ်သွားပါတယ်အစားတော့နာတာပဲဩနာရင်နိုင်ရင်နဲ့နာပါများတော့တိလာတယ်တိလာတဲ့ခါကျတော့ဩဒါ ကျင့်ရမှာပါလားဆိုတဲ့ဒီလိုအတိအကျသူကသူ ဖြစ်လာတာပါပဲအဲ့တော့နံပါတ်1ကနာဖြစ်ဖို့အရေးကြီးတယ်ပေါ့အဲ့တော့ဒီမှာတကဟန်သူလွင် ပြောဆိုသွားတာအမတန်မှပီတိဖြစ်ဖို့ကောင်းပါတယ်အားကြဖို့လည်းကောင်းတယ်အတူယူဖို့လည်းကောင်းပါတယ်ဒါကြောင့်တရားဓမ္မကိုနာကြခြင်းဟာဥစဉ်တို့အမတန်မှအကျိုး ကြီးတယ်ဆိုတာကိုဒါဘုရားတရားတော်တွေမှာလည်းပဲဟောကြားထားတာရှိတယ်အခုဒီမှာကိုဟန်သူလင်ကလည်းပဲသူ့ရဲ့ဘဝမှာတရားနာခြင်းကနေစလို့ဒီလိုဒါလောကီရေးရမှာကြီးပွားတိုးတက်ကြောင်းလွဲလာတယ်ဆိုတဲ့အကြောင်းကိုဒါသူကပြောပြမျှဝေပေးတယ်ဒါဟာတကယ်အမှန်တရားပဲဖြစ်တယ်ဗောနောက်ပြီးတော့လောကမှာလူတွေကတရားနဲ့ပတ်သက်ပြီးတော့တန်တရားတွေရှိကြတယ်ဗော အဲ့တော့အဲ့ဒီတန်တရားတွေပျောက်ဖို့အတွက်ကတရားများများနာမှာတရားလေးဟိုတစုံတစဒီတစုံတစနာပြီးတော့ကြာဘူးနာဝလေးနဲ့တချို့လူတွေကတန်တရားတွေဝင်ကြတယ်တန်တရားတွေဖြစ်ကြတယ်ပေါ့အဲ့တော့တန်တရားများပျောက်လူညာတရားနာတင့်ပြီးဆိုတဲ့အတိုင်းတရားကိုများများ နာလို့ရှိရင်ကိုဖြစ်နေတဲ့တန်တရားတွေပျောက်ပါတယ်တရားနာခြင်းကြောင့်ရရှိတဲ့အကျိုးတရားတွေရှိပါတယ်မြတ်စွာဘုရားဟောကြားထားတာ စိတ်နှောက်တဲ့အခါမှာတရားနာစိတ်ကြည်တယ်ပေါ့မကြားဘူးတဲ့တရားစကားကိုဒါကြားရတယ်ကြားဘူးပြီးတဲ့တရားစကားတွေလည်းမမိတယ်အယူလည်းဖြောက်မှတ်တယ်ယုံမတန်တရားလည်းကင်းတယ်သို့တော်ကပြောခဲ့တဲ့တိုင်းစိတ်လည်းဒါကြည်လင်တယ်ပေါ့ဒီအကျိုးတရား၅ပါးကိုရတယ်ပေါ့ဒါကိုမကြဘူးပါကြားရလေသည်ကြဘူးပြီးလဲစိတ်တယ်ဝင်သည်အယူဖြောက်စင်းယုံမကင်းသည် စိတ်ကြည်မြဖြစ်ရလေတော့ဒီလိုဒါဒီလိုလေးရေးဆိုထားတယ်ပေါ့အဲ့တော့ဒီကနေ့အလုံးသောဓမ္မကျင့်ကိုတူတော်စင်များဦးစင်ရဲ့ဒါဓမ္မလက်ဆောင်တရားစကားကတော့ဒီလောက်ပါပဲအနည်းငယ်ပါပဲအဓိကဦးစင်ပြကျင်တာကတော့အဲဒီတကားကိုဟန်သူလွင်ပြောထားတဲ့သူ့ဘဝနဲ့ပတ်သက်ပြီးတော့သူတိုးတက်ပြောင်းလဲလာတဲ့အဓိကအကြောင်းရင်းကိုဒါပြောပြမျှဝေထားတာအမှန်တမ်းကောင်းလို့ဦးစင်လည်းအယံပီတိဖြစ်လို့ တဘောကြလို့ဦးစင်းတို့အားလုံးသောဓမ္မချစ်ခင်သူတော်စင်များလည်းပဲဒါကိုအားကြအတူယူပီတိဖြစ်ကြဖို့ဘုသူတ္တရဖို့သင်္ကန်းစာရယူဖို့ပေါ့နော်အဲဒါလေးကို ပြန်ပြီးတော့မျှဝေပေးလိုက်တာဖြစ်ပါတယ်အားလုံးပဲမြတ်စွာဘုရားရဲ့တရားဓမ္မတွေနာကြားတရားဓမ္မတွေကဟောကြားထားတဲ့တရားဓမ္မတွေထဲကအတိုင်းကြင်ကြံကြိုးကိုပွားများအထုတ်ပြီးတော့ဒါလောကီချမ်းသာလောကုတ္တရာချမ်းသာတွေကို ဒါပြည့်စုံအောင်ရှာဝေနိုင်ကြပါစေလို့ဥစဉ်ကနေပြီးတော့ဆုတောင်းဆန္ဒပြုပါတယ်။ကဲအားလုံးသောဓမ္မချင်းကင်းသူတော်ရှင်များဘာသာရေးဘုသူတ္တများတိုးပွားကြရှိပြီးတော့အားလုံးကိုယ်စိတ်နှပြကျမ်းမှချမ်းသာအသက်ရှိကြစွာနဲ့တာသနာအကျိုးကိုလည်းပဲစတတ်တဲ့ဘုသေးဘုဆောင်ရွက်နိုင်ကြကုန်သောတရားသိမြင်မြတ်နိဗ္ဗာန်သို့ဝင်ရောက်နိုင်ကြကုန်သည့်တာသနာပြုသူတော်ကောင်းသူမြတ်လောင်များဖြစ်နိုင်ကြပါစေ။